ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ကမ္ဘာသတင်းတွေကတော်တော်များများတိပိသားသတင်းဆိုပေမဲ့နည်းနည်းလေးလှုပ်လှုပ်ရှားဖြစ်စေတဲ့သတင်းတစ်ခုပေါ့နော်တစ်ခုကတော့ရုရှားယူကရိန်းရဲ့ငြိမ်းချမ်းအစီအစဉ်နဲ့ပတ်သက်လို့ပေါ့နော်နောက်တစ်ခုကတော့တရုတ်နဲ့အမေရိကန်ဟိုကုန်သွယ်ရေးစစ်မှာလက်ရှိဖြစ်ပျက်နေတဲ့အခြေအနေကအပြောင်းအလဲတစ်ခုတွေ့ရတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ပြပြသွားခြင်းပါခင်ဗျာထူးထူးဖြင့်ဒီအချိန်ဟာကျော်အမေရိကန်ရဲ့ဒါတော်တော်လေးဟိုဒါအမေရိကန်ဘက်ကကြည့်မယ်ဆိုလို့ရှင်တော့သူတို့နိုင်ငံမှာတချို့တွေက ယုံကြည်ယူဆနေတာကြတော့ဒါ American ပြည်ပြင်ပြောင်းလဲရေပေါ့နော်အရင်ခစ်တဝန်းနဲ့လုံးဝမတူတဲ့ဒါခစ်တဲ့ American လမ်းကြောင်းတစ်ခုကိုဖောက်နေပြီအဲ့ဒီကိုတွားနေပြီအဲ့ဒီအတွက် Donald Trump ကဥဆောင်ပြီးတော့လုံးနေပြီပေါ့နော်အဲ့လိုမျိုးကြွေးကြော်ပြီးတော့ကမ္ဘာအပြောင်းလဲတွေကိုအများအပြားလုံးဆောင်နေရပါအရင်တော့ American ရဲ့တီချက်တွေ American စံနှုန်းတွေနဲ့ပုံစံနည်းနည်းကွဲလာတာတွေ့ရတာပေါ့နော်အထူးသဖြင့် Donald Trump ကဒါတိမ်မကြခင်မှာဆိုလို့ရှိရင်တိမ်မကြခင်ရပ်ပိုင်းမှာဆိုလို့ရှိရင်ရက်တရာပြည့်တော့မယ်ပေါ့နော်သူရဲ့သမ္မတတာဝန်ထမ်းဆောင်တော့ ကျွန်တော်ဒီအစောပိုင်းမှာတော်တော်များကစ်စားသွားတာဒါသူပြောခဲ့တဲ့ယူကော့ပွဲမဲဆွဲတဲ့အစီအစဉ်အခြေအနေတော့ပေါ့နော်ယူကရိန်းနဲ့ရုရှားရေးကို24နိုင်အတွင်းပေါ်ပေါ်ထင်ထင်ကိုအခြေမောင်းများစွာပြောခဲ့တာပေါ့နော်သူရက်တန့်အောင်လုပ်နိုင်တယ်ဘာမှမခတ်ဘူးသူလုပ်မယ်ဆိုလို့ရှင်ရတယ်သူကသူယုံကြည်ခြင်းနဲ့ပဲပြောခဲ့တာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့တကယ်တက်လာတဲ့အချိန်မှာတော့မဖြစ်နိုင်ဘူးအဲ့တော့ကြောင့်ရက်တရအတွင်းတော့ပြီးအောင်လုပ်မယ်ဆိုပြောတာအဲ့တော့ရက်တရဘရော့လဲပေါ့နော် ူတာဝန်ထမ်းဆောင်တဲ့အချိန်နေကြည့်မယ်ဆိုလို့ရှင်တွေ့ကြည့်လိုက်မယ်ဆိုအကြမ်းမင်း၅လပိုင်း၁ရက်နဲ့၂ရက်ပေါ့နော်ကျော်နေနေညနေကွာပေါ့လို့အဲ့လောက်ပေါ့နော်အဲ့ဒီပတ်ဝန်းကျင်မှာရက်တရာပြင်ပေါ့အဲ့တော့တိတ်မလို့တော့ပေါ့နော်အဲ့တော့တကယ်တကယ်ဒီရက်တရာအတွင်းရောပြီးနိုင်ပါမလားဆိုတာတော့တန်တရားရှိစရာကောင်းတော့ပေါ့နော်အဲ့တော့ကမ္ဘာမှာသူတို့ဆုံးဖြတ်နေတာတွေအမေရိကန်ရဲ့လောရက်တွေ တကယ်ပါလို့လှုပ်လှုပ်ရှားဖြစ်စေတဲ့အထူးဖြင့်ဒါပထဝီနိုင်ငံရေးရမတည်ငြိမ်မှုဖြစ်ပေါ်စေအောင်နော်လက်ရှိချိန်မှာတော့တော်တော်လေးလှုပ်လှုပ်ရှားဖြစ်နေတဲ့ကာလပဲဗောနော်အဲ့တော့တည်ပြီးသားဆိုမှနည်းနည်းလေးပြပြဆုံတည်အောင်ဆိုပြီးတော့ဒါကျွန်တော်တည်သလောက်အကြမ်းကြီးလေးဗောနော်ပြန်လည်မျှဝေရဖြစ်ပါတယ်ခင်ဗျာကျောတခုချင်းစီသွားလိုက်ကြပါဦးနော်ပထမတစ်ခုကတော့ Russia Ukraine အရေးပါ Russia Ukraine အရေးမှာကျောအစောပိုင်းကာလမှာဗောနော်အမေရိကန်ကနေပြီးတော့ပထမတစ်ဆင့်အနေနဲ့ဆိုပြီးတော့ရက်30အဆီဇင်ဆိုပြီးတော့ကျောအကောင့်ထဲစပြီးတော့ပေါ်လိုက်ပါတယ် Ukraine ဘက်ကလက်ခံလိုက်တယ်ဒါပေမဲ့ Russia ဘက်ကလက်မခံမပယ်ချလိုက်ပါတယ် နောက်တစ်ချိန်ပေါ့နော်ဒီတစ်ခေါက်ကကျတော့အကြီးပါပဲတကယ်ကိုကြီးရဲ့ငင်းငင်းရေးရမယ်ဆိုတဲ့ဟာရဲ့ပထမတစ်ဆင့်လို့ပြောလို့ရပါဘောနော်တကယ်တကယ်ကတော့ကျတော့ငင်းငင်းရေးဆိုတဲ့အတုံးတော့မပါသေးပါဘူးငင်းငင်းရေးမဟုတ်ဘဲနဲ့ဒါလုံးဝပြီးဆုံးသွားတဲ့စာချုပ်စစ်ပညာရေးစာချုပ်မဟုတ်သေးဘဲနဲ့လောလောဆယ်ဒါစစ်အပြစ်ကရစဲဆိုတဲ့အဆင့်မှရှိပါသေးတယ်တကယ်တကယ်အဲ့ဒီအဆင့်ကိုမလွယ်သေးတဲ့အခြေအနေပါအဲ့မှာ အမေရိကန်ဘက်ကနေပြီးတော့ကျင့်သုံးတာတော့ဒါများသောအဖြစ်ပေါ့နော်အဲ့လိုနိုင်ငံကြီးတွေအနေနဲ့ပြောတဲ့ view ဟာတော့ကျွန်တော်စုပေးဒဏ်ပေးပေါ့နော်တကယ်တကယ်ကတော့သူတို့ဒါယူကရိန်းပေါ်မှာဆိုလို့ရှိရင်ဒဏ်ပေးပြီးတော့ရုရှားကိုစုပေးတယ်ဆိုပြီးတော့ထောက်ပြကြရလဲရှိတယ်အောင်နော်ဟုတ်ပြီအဲ့တော့လက်ရှိဒါဒေါ်နယ်ထရမ့်ကနေပြီးတော့ဒေါ်နယ်ထရမ့်ဆိုသူတယောက်တည်းမဟုတ်ဘူးနော်သူအစိုးရအဖွဲ့ကနေပြီးတော့အကြံပြုတဲ့ငင်းငင်းတွေအတွက်စာချုပ်နောက်တကကျွန်တော်အဓိကပါတဲ့အချက်လက်တွေပေါ့နော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပါလဲဆိုတော့ပထမဆုံးတစ်ချက်ကကြတော့ရုရှားက 2014တည်းကတိမ်းမိုက်ထားတဲ့ Crimea ကျွန်းဆွယ်ပေါ့နော်အဲ့ဒါကိုလုံးဝရုရှားဘက်ကနေအပြိပံရသွားမယ်။ဘာတိပဲလဲဆိုတော့ကျွန်တော်လက်ရှိချိန်ထိကရုရှားတိမ်းထားရဆိုပေမဲ့ကမ္ဘာအတိမတ်မပြေပေါ့။သူသူယူကရိန်းလည်းအတိမတ်မပြေပေါ့။ရုရှားတစ်ဖက်သက်တိမ်းလိုက်တဲ့ပုံစံဖြစ်နေတယ်။နောက်အဲ့ဒီအတွက်ဆိုပြီးတော့ကျွန်တော်အရင်ကနေပြီးတော့စီးပွားပိတ်ဆို့မှုတွေလုပ်နေ။အဲ့ဒါကလုံးဝပျောက်သွားပြီးတော့ကျွန်တော်ဒီနေရာဒီဒီနေရာဒေသဒီလုံးဝရုရှားအပိုင်ဖြစ်တယ်ဆိုတာကိုတရားဝင်အတိမတ်ပြုခိုင်းတာပါ။ ော့အမေရိကန်လည်းအဲ့ဒါအသီးမပြုံးမယ်ဟုတ်ပြီဒီခရိုင်းမီးယားကျွန်းဆယ်ဒီရုရှားအပိုင်းဖြစ်သွားပြီအဲ့ရုရှားမြေပုံနဲ့မှသာပါသွားမယ်အဲ့တော့ကယူကရိန်းဒီလုံးဝဒီရန်နဲ့ဘာမှမဆိုင်တော့အဲ့လိုပုံစံဖြစ်သွားမယ်အဲ့တော့အခုချင်းတည်းလူတိုင်းသိပါလားဒီနေရာမှာအထူးကအုတ်ချုပ်နေတာအထူးကထိန်းသိမ်းနေတာအလုံးအဆက်ဆက်ရတာဝန်ယူထားတာရုရှားတွေဖြစ်တယ်ယူကရိန်းကလည်းအဲ့ဒါကိုစစ်တပ်နီးနဲ့စစ်အင်အားတုံးပြီးတော့ဘယ်လိုမှပြန်မတိုက်နိုင်မောလက်ရှိအခြေအနေနဲ့ဆိုလို့ဘယ်လိုမှမဖြစ်နိုင်ဘူးဘောနော်အဲ့ဒါအမှန်တရားပဲလက်ခံမှာအကုန်လုံးသိတယ်ဒါပေမဲ့ အဲ့ဒါအဲ့ဒါတပိုင်းမှာတရားဝင်ပေါ့နော်ဒီအရေးကိုရုရှားကိုပေးလဲရပါတယ်ဆိုတော့ဟာမျိုးကစာချုပ်မှာလက်မှတ်ထိုးဆိုတော့တော်တော်လေးကိုခတ်တာပါနော်ဒါဒါလက်ရှိအချိန်မှာဆိုလို့ရှိရင်တော့ဒါဇင်လင်စကီကယူကရိန်းတမရပေါ့နော်အတမရတယောက်အနေနဲ့သူ့မှာအာဏာရှိတယ်ဆိုပြီးတော့အလွယ်တကူလိုလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့တမိုင်းအမဲဆက်ရဲ့ဒါသူ့ရဲ့ဒါပြဿနာအကြီးကြီးဖြစ်မှာပါအဲ့တော့အဲ့ဒါမျိုးကတကယ်တကယ်မလွယ်ပါအဲ့ဒါပထမတစ်ဆင့်မှာဟုတ်ဒုတိယတစ်ဆင့်ဒုတိယတစ်ချက်ကကြတော့ပါလဲဆိုတော့အခုရုရှားကနေပြီးတော့တင်းပိုက်ထားတာအခုသူတို့တင်းပိုက်ထားတဲ့နေမီတွေပေါ့နော် ဲ့နေမြေတွေကိုဒါအဲ့နေရာမှာအခုရောက်နေတဲ့နေရာမှာပဲရက်တန်ထားဖို့အမေရိကန်ပြောပါတာအော်ရုရှားသိမ်းပြီးသားနေမြေအခုသူပိုင်လာတဲ့နေမြေတွေကိုတော့အကုန်လုံးသူ့လက်ထဲကိုပေးလိုက်ပေးလိုက်မယ်ဆိုတော့ခုနကခရိုင်းမြားနဲ့မတူဘူးတည်ဝင်ပေးတာမဟုတ်ဘဲနဲ့ဆက်ဆက်ပြီးတော့ဒီနေမြေတွေပြန်ရဖို့အတွက်ယူကရိန်းတော့မတိုက်တော့ဒီတိုင်းပဲထားလိုက်မှာပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကတော့အငင်းပေါ်ဆက်ရှိရပါလဲဆိုတော့အရင်တော့အစောပိုင်းကာလမှာပေါ့နော်ဒီရုရှားနေပြီးတော့ဟုတ်ပြီဒီပြည်နယ်လေးခုကရုရှားတဲ့ထဲလိုက်မှာပေါ့နော် အပီနယ်လေးကိုလက်ရှိချိန်မှာအပြေဝထင်းသိနေလားဆိုတော့အပြေဝမထင်းသိနိုင်ဘူးတကယ်တကယ်လူဟန်စ်တခုပဲဒါရုရှားဘက်ကနေရောအပြေဝထင်းချုပ်တာပြီးလို့ရှိရင်ဒိုနက်စ်တို့နောက်တစ်ခါဒီဆပိုရီဂျာတို့နောက်တစ်ခါကာဆင်တို့အဲ့ဒါတွေကကြတော့ပြီးနေတခုလုံးမရဘူးနေမီတရိုမျိုးတင်းမဲ့တာဆိုမှလိုပါသေးတယ်ကျန်တဲ့အပိုင်းလေးရှိပါသေးတယ်အရေးကြီးတဲ့အပိုင်းလေးတွေပေါ့နော်အဲ့တော့အဲ့ဒါတွေရောဒီပြီးနေတခုလုံးပေးလိုက်မှလားဒါမှလို့ရှိရင်အဲ့ဒီပြီးနေတွေရဲ့ဒါနေနမိတ်ကိုပေါ့နော်အစ်စ်ပြန်ဆွဲမှလားအခုရောက်တဲ့နေရာမှာအဲ့ဒါတွေက အသီးစိတ်ကတော့မရှင်းလင်းဘူးဒါပေမဲ့တည်ကြတာအခုရုရှားထိန်းသိမ်းတိုင်းနေပြီသူတို့တိုက်ထိုင်းနေပြီအကုန်လုံးကိုတော့ယူကရိန်းကနေပြီးတော့လက်လွတ်လိုက်တော့ပေါ့နော်လက်လွတ်လိုက်ဆိုတာခုနလက်မှတ်ထိုးပြီးတော့မင်းတို့ပေးပါတယ်ဆိုတော့မဟုတ်ဘူးဒါပေမဲ့အဲ့နေရာကိုဒါရုရှားရဲ့ဒါအပိုင်းဖြစ်သွားပြီးရုရှားထိန်းချုပ်ထားနေပြီဖြစ်တယ်ဆိုတော့လက်ခံမယ်ဆိုတဲ့အခြေအနေအာတူရတကြပေါ့နော်နော်ဒီဇပိုရီဂျာမှာကျွန်တော်အရင်ကလည်းပြောခဲ့ဘူးတော့နော်နျူကလ িয়ার ဒါဘေးစင်ကိုရှိပါတယ်အဲ့ဒါကိုကြတော့အမေရိကန်တွေကထိန်းချုပ်မယ်ပေါ့နော် အမေရိကန်လောက်အောင်မထားမယ်ဆိုတဲ့ပုံစံမျိုးပေါ့။ဘာဖြစ်ပဲလဲဆိုတော့တခုဆိုလို့ရှိရင်စစ်ဖြစ်နေတဲ့နေရာဒီတိုင်းပဲတော်ကြအနေရရှိတဲ့နျူကလ িয়ার ပေါ့နော်။အဲ့တော့ယူကရိန်းဘက်ကပဲဖြစ်ဖြစ်နောက်ဆုံးရုရှားဘက်ကပဲဖြစ်ဖြစ်ဒီနေရာကိုထိခိုက်လို့မဆိုလို့ရှိရင်ဘေးထွက်ဆိုးကျိုးတအားများ။အဲ့တော့ငါတို့ကဝင်ပြီးတော့ထိမ်းမယ်ပေါ့နော်။ဒီအဲ့မှာကြောင်းများပြန်ပါလဲဆိုတော့ဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်ဒါရုရှားဘက်ကိုပေးလိုက်မယ်ဆိုတော့ဟုတ်ပြီပေါ့နော်။ဒါအမေရိကန်ဘက်ကအဆိုပြုတော့ဒါမှအဲ့ဒါဆိုလို့ရှိရင်ကျန်တဲ့နေမျိုးရောယူကရိန်းကအမှတ်ကန်ချက်ဘယ်လိုရမှာလဲပေါ့နော်။တကယ်တကယ်အဲ့ဒါနဲ့ပတ်သက်လို့က တိကျမရှိပါဘူးလုံးဝအောင်မတိသေးတာပါအတိကျမထွက်လာတိကျတာတခုကတော့ယူကရိန်းစီဘရုံးမှာနေတိုတဲ့အဖွဲ့ဝင်မဝင်ပါဘူးဆိုတဲ့ပုံစံမျိုးနေတိုနဲ့ပတ်သက်လို့ကတော့တိကျတော့မင်းတို့လုံခြုံပေးမှာမဟုတ်ဘူးဒါမင်းဂျန်နဲ့အပိုင်းနေရာတော့ဘယ်လိုလုပ်ပေးမလဲဆိုတာလည်းလက်ရှိချိန်မှာပေါ့နော်အတိကျမရှိအဲ့တော့ဥရောပကပြောနေရတော့အော်ငါတို့တပ်ဖွဲ့ဝင်တွေလှုပ်ပေးမယ်ငါတို့ကနေပြီးတော့အဲ့ဒီနေရာမှာစကန်ချပြီးတော့ပေါ့နော်ဒီနေရာတွေစောက်ကြည့်ပေးမယ်ဆိုပြီးတော့ပြောပါတယ်ငင်းငင်းတပ်ဖွဲ့ဝင်ဆိုတော့အုံလုံးပေါ့နော် အဲ့ဒါလည်းတကယ်လို့ reserve ကပြစ်လိုက်ပြီဆိုလို့ရှိရင် ပြန်ပြီးတော့ပြစ်မှလာဆိုတဲ့ဟာလေးဘယ်လိုမှမသိရပါဘူးနောက်တစ်ခါခုနကတိုက်မယ်ဆိုလို့ရှိရင်နေတို့အဖွဲ့ဝင်တွေဖြစ်တယ်အဲ့တော့နေတို့အဖွဲ့ဝင်နိုင်ငံသားတွေထိသွားပြီဆိုလို့ရှိရင်ရောနေတို့ဖွဲ့လှုပ်ရှားမှလာဆိုအဲ့ဒါလုံးဝမလှုပ်ရှားပါဘူးတသက်မတူပါဘူးဟိုစာချုပ်ချုပ်တာတဲ့ပုံစံနဲ့ပေါ့နော်ဒါယူကရိန်းထဲမှာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အသေးစိတ်တရားတော့အဲ့ဒါနဲ့ပတ်သက်လို့အတိအကျမသိရသေးဘူးဒါပေမဲ့ဘယ်လိုပဲကြီးကြီးတရားဒီကျွန်ယူကရိန်းဘက်ကိုတော်တော်လေးဖိအားပေးထားတယ်အဲ့တော့ယူကရိန်းဘက်ကလက်လျောဖို့ခက်တဲ့အခြေအနေကိုဖြစ်နေတယ် ဟုတ်ပြီအဲ့ဒါဆိုလို့လို့ရှိရင်အပြင်မှာတကယ်ဖြစ်နေတဲ့အခြေအနေချိန်မျိုးကြည့်မယ်ဆိုလို့ရှိရင်ဟုတ်ပြီရုရှားကိုလက်ရှိအခြေအနေနဲ့နိုင်အောင်တိုက်နိုင်လားဆိုတော့နေမီဒီပြန်ရောက်ဆိုတော့ဘယ်လိုမှမလွယ်ပါဘူးနိုင်အောင်တော့မတိုက်နိုင်အောင်အဲ့တော့ယူကရိန်းဘက်ကလည်းဒါဇလင်စကီဘက်ကလည်းသူကသူ့ရဲ့စကားလုံးမလားနိုင်ငံအသုံးလုံးနဲ့တုံးမယ်ဆိုလို့ရှိရင်သူကအတိတ်ဘယ်ကိုပဲပြန်မယ်ဆိုလို့လို့ရှိရင်ဟုတ်တယ်ဒီနေရာကိုတော့စစ်တပ်နီးနဲ့စစ်ရေးနီးနဲ့ပြန်တိုက်ဖို့ဆိုတော့မဖြစ်နိုင်ဘူးတခြားနီးတုံးမယ်ပေါ့နော်ကျွန်တော်တန်တမန်နီးတွေပါတုံးပြီးတော့ဒီနေရာတွေတိုက်ပြန်ရအောင်တခြားနီးနဲ့ကြိုးစားဒီတိုင်းယူကရိန်းစစ်တပ်နဲ့တိုက်ဖို့ဆိုတော့မလွယ်တော့ဒါ လက်တွေ့ဖြစ်နေတဲ့အခြေအနေပေါ့နော်အဲ့တော့အမေရိကန်တွေကဟုတ်ပြီဒီနှုတ်နှစ်ဖက်ပေါ့နော်အခုစစ်ဖြစ်တယ်ဆိုလို့ရှိရင်ဟုတ်ပြီတစ်ဖက်ကနင်းနေရှောက်တစ်ဖက်ကနင်းနေရှောက်တစ်ဖက်ကနင်းနေစုပေးပေါ့အဲ့လိုမျိုးမလုပ်ဘဲနဲ့တော့ရုရှားဘက်ကပဲအသာပေးပြီးတော့ယူကရိန်းဘက်ကတော့လေဖိထားတယ်ဆိုပြီးတော့ပြောချင်ယူကရိန်းဘက်ကလည်းအဲ့လိုပဲခံစားရတာကမ္ဘာကလည်းဒီဆိုဥရောပနိုင်ငံတွေလည်းအဲ့လိုပဲမြင်ပါတယ်ဟောအမေရိကန်အဲ့လိုပါလားဆိုတော့အမေရိကန်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့အေးစေးပါပဲအေးစေးပါဆိုတော့ပါလဲဆိုတော့သူတို့စဉ်းစားတဲ့ပုံစံအထူးသဖြင့်ဒေါ်နယ်ထရမ့်ကသူ့ရဲ့ဂရိစကားတန်းယူကုတ်ပဲဂရိတန်းဒီစစ်ပေါ်ရအောင်လုပ်မယ်ပဲပြောတာ ဘသူဘက်ကတားတယ်ဘသူဘက်ကနားတယ်ဆိုပြီးသူကပြောတာမဟုတ်ဘူးသူကလည်းအဲ့ဒါဝန်ခံမိသားပါတိတ်မကြခင်အင်တာဗျူးမှာအော်လူတိုင်းကတော့ပြောမှာမဟုတ်ဘူးအဲ့တော့ဘသူဘက်ကနားတယ်ဘသူဘက်ကတားတယ်မဟုတ်ဘူးပြောတာမပြောတာငါတို့နဲ့မဆိုင်ငါတို့တိရဒီစစ်ပေါ်ရရဖို့အဲ့တော့တွေ့ရရချက်ကဒီစစ်ပေါ်ရရသွားဖို့အဓိကပဲပေါ့နော်ဟုတ်ပြီစစ်ပေါ်ရရဖို့ဆိုလို့ရှိရင်ထားပါရယူကရိန်းကိုအားဖိအားပေးပြီးတော့နှီးမျိုးစုံနေပေါ့နော်လက်မှတ်နောက်ဆုံးဒူးထောက်သွောင်းအချိန်ကြီးအမေရိကန်လုံနိုင်နေပဲထောင်း ဟုတ်ဘလို့မယူကင်းဘက်ကလည်းမတက်နိုင်တော့အဲ့ဒါဆိုလို့လို့ရှင်တော့ကဲလက်ခံပါပြီဆိုဖြစ်သွားပြီထားအောင်ပါနဲ့အတိုးရှော့လုပ်ပြီးတော့ဗောနော်အဲ့ချိန်မှာကဲရုရှားဘက်ကဘလို့လဲဗောနော်ရုရှားတမရအခုလက်ရှိဗလာဒီမာပူတင်အောင်လက်ခံမလားဆိုတော့တတော်လေးစဉ်းစားစရာကောင်းပါလားဟုတ်ဆိုအရင်တော့သူပူတင်ရဲ့စဉ်းစားတဲ့ပုံစံကကြတော့ဟုတ်ပြီငါတောင်းဆိုတာအရာတွေရှိတယ်ခုနကတော့ဒီစာချုပ်မှာပါတဲ့အချက်လက်အပြင်ကိုထပ်ပြီးတော့ပို့ပါသေးတယ်နော်ယူကရိန်းမှာလက်ရှိအစိုးရကမကြိုက်ပါဘူးအဲ့ဒါအထီးကလည်းပါပါလားလက်ရှိအစိုးရဖွဲ့မင်းတို့ဖြုတ်ချမယ် တခြားအစိုးရအစ်စ်ကိုနောက်တစ်ခါစစ်တပ်အရေးအတွက်ကိုဆိုအဲ့လိုမျိုးတွေပါပါတာဒါရုရှားဗလာဒီမာပူတင်တောင်းဆိုတာလည်းအရာတွေအဲ့တော့အဲ့ဒါတွေကိုထပ်ပြီးတော့ကဲဒါလေးထည့်ပေးပါဆိုပြီးတော့ရုရှားပြည်အောင်ဘယ်လိုလုပ်မလဲဘောနော်ရုရှားဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်စစ်ကိုတိုက်နိုင်လားဆိုတော့ဟုတ်ပါနောက်တစ်နှစ်လောက်တည်းဆက်ပြီးတော့တိုက်လို့ရဒီပုံစံဒီအချိန်နေနဲ့ဒါထပ်ပြီးတော့ရေရှည်တသက်လုံးကြီးပေါ့နော်တောက်လျှောက်ကြီးစစ်တိုက်သွားတဲ့အချိန်မျိုးရောက်နိုင်လားဆိုတော့မလွယ်ပါဘူးရုရှားတော်တော်စီတော့နိုင်ငံအခြေအနေရေနော်တိကျတွက်ချက်ပြင်ဆင်နှောင်းမှုတွေနဲ့ဆက်ပြီးတော့ခံပြီးတော့တိုက်နိုင် စီပေါ်ရေမကောင်းတော့ဆိုလို့ရှင်ပြည်သူတွေအချိန်နေမကောင်းတော့မုန်းကျက်လာပြီဆိုလို့လို့ရှင်ဒီစစ်ဘောတော့ရှော့တတ်ဘူးဆိုမလို့ဒါပေမဲ့သူစဉ်းစားတဲ့ပုံစံနည်းနည်းအချိန်ထက်ဆွဲလိုက်မယ်ဆိုလို့လို့ရှင်တခုကောင်းတာပါလဲဆိုတော့နိုင်ငံရေးရတယ်သူအာသာမူရနိုင်တယ်နောက်တစ်ခါစစ်မြေပြင်မှာလည်းနည်းနည်းအချိန်ပူရလေရှေ့ပူတိုးလေနောက်တစ်ခါသူ့ဘက်ကအချိန်နည်းနည်းပူဆွဲလေနည်းနည်းအခွင့်ရအချက်လက်တွေပို့ပြီးတော့ရလေပေါ့နော်ဘာလို့လဲဆိုတော့သူမြင်နေတာပါလဲဆိုတော့တိတိကျကျဖြစ်နေတာဒေါ်နယ်ထရမ့်ကနည်းနည်းလုံးနေတယ်ပူတိကမလုံးအေးဆေးပဲသူက ဒေါ်နယ်ထရမ့်လုံးနေပြီဆိုလို့လို့ရှိရင်သူကပို့ပြီးတော့သူ့ဘက်ကလည်းတောင်းဆိုစရာရှာတယ်တောင်းဆိုမဲ့ပုံစံပဲပေါ့နော်နော်ဒေါ်နယ်ထရမ့်ကိုစမ်းတဲ့အချိန်နေနေပေါ့နော်ဟို KF မြို့အကြီးကျယ်ပေါ့နော်တကယ် drone နေနေပြည်တယ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာပေါ့နော်တာဝန်ပြည်တယ်နေအဲ့တော့အားတွေကိုမြင်တယ်ဒါပေမဲ့လက်ရှိချိန်မှာတော့ Trump ကနေပြီးတော့ Vladimir အမင်းရက်လိုက်ပါပေါ့နော်အဲ့လိုတခွန်းတော့ true disaster တင်လိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဒါတွေက Putin ဘက်ကဘာမှအများကြီးနောက်ဆုတ်သွားစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ထပ်ပြီးတော့ Russia ဘက်ကဟာဝယ်ဆောင်းအောင်ပေါ့နော်ကြောအရင်နေ့ကစဉ်းစားမဲ့ပုံစံကကြတော့ ယူကရိန်းရဲ့နောက်တစ်ခါဥရောပအဖွဲ့ဝင်တွေရဲ့အမေရိကန်တွေရဲ့တစ်ဖက်ပေါ့နော်ကျွန်မမိတ်တွေတကယ်တကယ်ပြင်သစ်မှာအစည်းအဝေးလုပ်တာတိတ်မကြခင်မှာပါလုံခဲ့တဲ့တပတ်နှစ်ပတ်ကမှလုပ်ထားတာပါအဲ့တော့ဘာမှမကြသေးဘူးအဲ့ဒါရဟုတ်အစိုးပိုင်းတွေလုံအောင်မှာရပေါ့နော်အခုမှပထမဆုံးအချိန်နဲ့တွေ့တယ်နောက်ဒုတိယအချိန်ကျလန်ဒန်မှာလုပ်တော့လန်ဒန်လုပ်တဲ့ချိန်မှာအမေရိကန်မလာတော့ဘာလို့လဲဆိုတော့အမေရိကန်ကတင်ပြတဲ့သဘောထားတွေကိုခုနကစာချုပ်ပါအချက်လက်တွေကိုယူရင်းဘက်ကသမရအနေနဲ့ပဲချတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ငါတို့ဘက်ကမင်းတို့နဲ့စကားမပြောနိုင် အဲ့ဒီအစားပြောမြန်နေနဲ့ Steve Walker ပေါ့နော် Steve Walker ဆိုတာဘာကြည့်လဲဆိုတော့အဓိကဒီ Russia ယူကရိန်းအရင်နဲ့ပတ်သက်လို့တန်တမန်ပေါ့နော်သူကနေပြီးတော့အဲ Kremlin တော့ပါ Kremlin Russia ကိုတွားပါနော် Moscow တွားပါလား Moscow တွားပြီးတော့သူကဘယ်လိုပဲဖြစ်ဖြစ်စစ်ပွဲအခြေအနေဘယ်လိုပဲဖြစ်ဖြစ်တစ်ဖက်မှာ Donald Trump ကရှစ်တိုးနေတာစီးပွားရေးနဲ့ပတ်သက်လို့ပါ Russia ကိုအကြမ်းမြင်ပေါ့နော်လက်ရှိချိန်မှာကျွန်တော် ဖိနှိပ်ထားတဲ့နောက်တစ်ခါကျွန်တော်ပိတ်ဆို့ထားတဲ့စီးပွားပိတ်ဆို့မှုတွေအကုန်လုံးပယ်ဖျက်တာတော့နောက်တစ်ခါရုရှားနဲ့အများကြီးပုံတော့စီးပွားလှုပ်ရှားအများကြီးရှိပါအဲ့ဒါကသူကလှုပ်ချင်နေပြီအဲ့ဒီစစ်ပွဲရဲ့အဖြစ်ရမရက်ဆိုတာတပိုင်းဒါမှသူကတော့စီးပွားရတော့လုံးဝတည်ချနေတဲ့ပုံစံမျိုးဒါပြတာပေါ့နော်အဲ့တော့ရုရှားကစူပြီးတဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဟုတ်ပြီအဲ့မှာကျွန်တော်နောက်တစ်ခုကပေါ့နော်ဒီအခုတလောပေါ့နော်တွေ့လဲရတဲ့တဲ့တကွာလန်သွားစရာပါလဲဆိုတော့အမေရိကန်နေပြီးဒီစစ်ပွဲရရမြဲရဲဒါငါတို့နဲ့မဆိုင်ငါတို့စစ်ပွဲမဟုတ်အဲ့တော့ငါတို့လုံးဝမပါတော့ လုပ်လို့ရရင်ရမရဘူးဆိုလို့ရှင်ဒီဂျပန်မှာတခုဆုံးဖြဲလို့မရအောင်အဖြစ်မထွက်ဘူးဆိုလို့ရှင်ငါတို့ကတော့သူတို့အင်္ဂလိပ်စကားလုံးပြောတာတော့ပို့ပြီးတော့ရှင်မယ် move on ဆိုတဲ့စကားလုံးပေါ့နော် move on ဆိုတာပါလဲဆိုတော့သူတမီးစားတွေပါလဲဆိုလို့ရှင်ကိုယ်ပြီဆိုလို့ရှင်တခါလို့ရှင်ကိုယ်ရံနဲ့မကွဲနဲ့မတိကြသေးဘူးဟိုလိုလိုဒီလိုဖြစ်နေချင်းလို့ခဏဆောက်တာတွေပြန်ပြီးတော့အဆင်ပြေသွားမလားဆိုတာဟာလေအဲ့ဒါတပိုင်းအဲ့လိုပေါ့နော် move on ဆိုလို့ရှင်လို့ရှင်နော်ဟုတ်ပြီဒီတယောက်နေရမဖြစ်တော့အဲ့တော့ငါဘွားငါရှေ့ဆက်မယ်ပေါ့တယောက်တည်းရှေ့ဆက်မယ်တောင်းပေါ့နောက်တယောက်ရှာမလားအဲ့တော့ ဒီဟာနဲ့တော့ဘယ်လိုမှအဆက်ဆက်မလုပ်တော့ဘူးရှေ့ဆက်သွားမှာပေါ့နော်အဲ့လိုအတုံးတုံးအတုံးမှာ move on ဆိုတော့နော်အဲ့တော့အမေရိကန်ကတော့လက်ရှိချိန်မှာသူတို့ကနိုင်ငံခြားဝန်ကြီးမာကိုရိုပြီးတော့အဲ့ဒါတုံးသွားတာဒါပေမဲ့နောက်တစ်ခုကကြတော့ JD Vance ကကြတော့ဘာပြောလဲဆိုတော့ရတယ်ယူကရိန်းလက်မခံလို့ဆိုမယ်ယူကရိန်းကိုဖိအားပေးပြီးတော့ငါတို့ကတော့အကောင်းမြင်တယ်ဖြစ်နိုင်ခြင်းရှိတယ်ဒီဟာအဲ့ဒါမျိုးပြောတာပေါ့နော်အဲ့တော့ဘယ်လိုဖြစ်မလဲဆိုတာကတော့တော့တိကျမသိသေးဘူးနော်တိကျတာယူကရိန်းဘက်ကကြည့်မယ်ဆိုလို့ရှိရင်မခံမြန်းနိုင်ဖြစ်နေတယ် တကယ်အမေရိကန်အားမပါဘူးဆိုလို့ရှိရင်ရေရှည်မှာတော့ဒုက္ခရောက်မယ်အမေရိကန်ဖိအားလည်းကြောက်စရာကောင်းတယ်ဒေါ်နယ်ထရမ့်ကကြည့်မယ်ဆိုလို့ရှိရင်ခက်မြင်းမြင်းဆက်ဆန်းဒီပွဲကိုအဆုံးသတ်ခြင်းလေအပူဒီမင်းကကြည့်မယ်ဆိုလို့ရှိရင်တော့အချိန်နည်းနည်းလေးပူကြလေသူတို့အခွင့်နည်းနည်းပူရလေပဲဒါမှမဟုတ်တအားလေလက်လုံးချင်းတော့အချိန်တအားကြာသွားလို့ပါလေမရအောင်အဲ့အတွင်မှာတကယ်နိုင်ငံရေးကစားပွဲအကြီးကြီးတစ်ခုပေါ့နော်ဒီဟာလက်ရှိချိန်မှာအဲ့လိုဖြစ်နေတာပေါ့ဒါတော့အခုကျွန်တော်ပြောဆိုတာလက်ရှိအချိန်နေပေါ့နော်ဒါတင်းမကြံခင်ရပန်းမှာပေါ့ဒါနဲ့ပတ်သက်လို့ကတော့နောက်ထပ်ထူးခြားတာတွေအပြောင်းလဲတွေတွေ့ရမှာပါ အဲ့လိုဆက်ဆက်ပြီးကြီးစေချင်ပါတယ်ခင်ဗျာဟုတ်ပြီနောက်တစ်ခုကတော့တရုတ်နဲ့အမေရိကန်ရဲ့ကုန်သွယ်စစ်ပွဲပေါ့နော်ဘာနဲ့တော်တူလဲဆိုတော့တရုတ်နဲ့ကြောင့်ငွေငွေတော့ကစားတဲ့ပွဲဆိုလို့ရှိရင်မျက်လုံးကို site ကြည့်ပြီးတော့မျက်တော်အရင်ခက်တဲ့သူက show ပေါ့နော်ဘာမှသာမဟုတ်တဲ့အဲ့လိုပွဲတွေပုံစံမျိုးပေါ့နော်ဒီတစ်ခေါက်တွေ့ရတာတကယ်တကယ်ကုန်သွယ်စစ်ပွဲဆိုလို့လို့ရှိရင်ခုနကတော့ကုန်သွယ်စစ်ပွဲရဲ့သဘောတရားအရကြည့်မယ်ဆိုလို့လို့ရှိရင် theory အရကြည့်မယ်ဆိုလို့ရှိရင်ဟုတ်ပြီဒီဘက်နိုင်ငံကြီးပဲတွင်းတဲ့ပစ္စည်းတွေပေါ်မှာအခွန်ကောက်မယ် ဘသူကတွင်းတာပုံများလဲဆိုတော့တကယ်တကယ်ကတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံတွင်းတာပုံများတာပါကုံမေးစစ်ပွဲရတီးတန်းကြည့်မယ်ဆိုလို့ရှိရင်အခွန်ကောက်တဲ့ပုံစံနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘသူကနိုင်ငံမှာလဲဆိုတေချာပေါ့အမေရိကန်နိုင်ငံမှာပါဘာလို့လဲဆိုတရုတ်ကတွင်းနေပြီဆိုပို့ပြီးတော့များလို့ပါအချိုးစားရကြည့်မယ်ဆိုလို့ရှိရင်စီးပွားရေးသီအိုရီကြည့်မယ်ဆိုအဲ့လိုမျိုးပါအဲ့မှာအခုပြောချင်တာဒေါ်နယ်ထရမ့်ကဘာလုပ်လိုက်တာလဲဆိုတော့ လူတွေမထင်မထားတာလိုလိုက်တာပေါ့နော်ကျွန်တော်တို့တက်လာတဲ့အချိန်မှာ business တော်မများတော့ဟာငါတို့တော်ရန်ဥပဒေတက်ဖြစ်သွားပြီကဘာအထူးကတော့ကိုယ့်အတွက်ပဲကိုကြည့်ကြတော့မယ်နိုင်တဲ့သူကနေပြီးတော့ဒါအရာရာဆုံးဖြတ်မယ်အဲ့လိုပုံစံမျိုးကဘာမြင်လာကြတာကျတော်တွေမှာဆိုလို့ရှိရင်အထူးကချင်းသေးပဲပေါ့နော်ချင်းသေးကနေတော့သူတို့စားကျင်တဲ့တောကုန်လေးအကောင်သေးတယ်ဆိုလို့ရှိရင်ဖန်ဆားမှာပဲဒါတော်ရန်ဥပဒေတက်ပဲပေါ့နော်ဘယ်သူမှတရားတာတွေမတရားတဲ့လာမပြောနဲ့ပေါ့နော်အဲ့တော့ Donald Trump ရဲ့လောက်ရောက်ကိုအစိုးပိုင်းမှာတော်မများထင်ကြတာပေါ့နော်ဟုတ်ပြီတရုံနေတော့ခြားတော့မယ်ဆိုပြီးတော့အဲအနည်းဆုံး ်တရုတ်ကိုလုံးမယ်ဆိုလို့ရှိရင်တော့တရုတ်မကြည်နေတဲ့နိုင်ငံတရုတ်နဲ့အဆင်မပြေတဲ့နိုင်ငံတွေအနေနဲ့သဘောကျအောင်ပေါ့နော်ဒေါ်နယ်ထရမ့်တခုတော့အကြီးကျယ်တော့ပညာပြတော့မယ်လို့ထင်ထင်တယ်လို့မဖြစ်လာဘူးပေါ့နော်ဘာနဲ့တော့တရုတ်ဆိုကုနဲ့တွဲဥပဒေသားနဲ့ပြောမယ်ဆိုလို့ရှိရင်ချင်းသေးတဲ့ကောင်ဆိုလို့ရှိရင်များသောအားဖြင့်ကတော့ဟုတ်ပြီသူအစာစားမယ်ဆိုလို့လို့ရှိရင်ဖမ်းမယ်ဆိုလို့ရှိရင်သူဖမ်းမဲ့တားကောင်နေနေကြီးလိုက်မယ်ဟုတ်ပြီအာနေဆုံးသူသူဖမ်းနိုင်မယ်သူကိုလိုက်ပြီးတော့အဲ့တခုပေါ့အယုံဆိုင်ပြီးတော့ဖမ်းတာပေါ့နော်ပြီးလို့ရှိရင်ဒါသူရဲ့အစာဖြစ်သွားပြီအဲ့လိုပုံစံပေါ့နော် ဒါပေမဲ့ဒီဒီဂျေမှာဒိုနေရှင်းကပါလဲဆိုတော့ဟုတ်ပြီတယောက်ကသူ့ရဲ့ရန်သူဆိုလို့လို့ရှိရင်အဲ့တခုပါအိုင်ယွန်ဆက်တာမဟုတ်ဘူးနဲ့ဘေးပတ်ဝန်ကျင်ပေါ်တော့သူနဲ့မဟာမိတ်တကယ်တကယ်ဆိုလို့ရှိရင်မဟာမိတ်တွေနဲ့ပို့ပြီးအင်အားကောင်းအောင်လုပ်ပြီးတော့မှတယောက်ကိုအဆုလိုက်အဖွဲလိုက်နဲ့တိုက်ခတ်မယ်ဆိုလို့ရှိရင်တယောက်ကတော်တော်လေးကြသွားနေတာပါဒါပေမဲ့ဒိုနေထရမ့်ကအဲ့လိုမလုပ်ဘဲနဲ့အကုန်လုံးသူ့မဟာမိတ်တွေပါတယ်အစားနားမလဲတော့ဆိုပြီးတော့အကုန်လုံးကနေဒါတွေဂရင်းလန်တွေနောက်တကမျိုးစုံပေါ့နော်တခြားနိုင်ငံတွေပေါ့ပေါ့အာရှမဟာမိတ်တွေအစားအကုန်လုံးချင်းချောက်ပြီးတော့တကဘာလုံးနဲ့ပတ်ပြီးတော့မင်းတို့လည်းအခွန်ကောင်းမယ်လို့ပြောပြီးတော့တဲကိုသွားပြီးတော့လုပ်ပါတယ် ကျန်တဲ့သူတွေရဆိုင်တာပေါ့အဲ့ချိန်မှာတယောက်ကဗာမြင်လိုက်ရတယ်ဆိုတော့တကဘာလုံးကလည်းတုံတုံနေပြီတခြားသူတွေကလည်းအမေရိကန်ပုံမှာသူတို့ပြန်အမေရိကန်ဒီမိုကရေစီပုံမှာသူတို့ရဲ့အယူဆတွေပုံမှာနည်းနည်းလေးအထင်မြင်ကနည်းနည်းတန်တရားရှိနေပြီပြီးတယောက်ကလည်းဘာလုပ်လဲဆိုတော့အာအဲ့ဆိုလို့လို့ရှိရင်တော့ငါတို့လည်းပြန်ပြီးတော့ခံပြီးတော့တိုက်မယ်ဆိုတာဖြစ်လာတယောက်ကလည်းရှစ်ချိန်မှာကဘာပုံမှာဒုတိယစီးပွားရေးအင်အားအကြီးဆုံးမှာကဘာပေါ်မှာကုံတွင်မှုတွေလည်းဆက်ဆက်မှုတွေအများကြီးရှိနေတယ်အရေးပါတဲ့ရန်တွေကတော်တော်လေးတော့ဒုတိယအင်အားအကြီးဆုံးအကောင့်ကိုအမေရိကန်လုပ်တဲ့ချိန်မှာ ဟုတ်ပြီပို့ပို့ရလုံမီတဲ့ပုံစံမျိုးပါပဲနောက်အမှကဘာဘာတွေ့ရသေးလဲဆိုတော့ဒါ Trump ရဲ့ပထမတစ်ဆင့်ပေါ့နော်ပထမတစ်ဆင့်ဒီကောင်လောလာပြီဒါ plan A ပေါ့နော် plan A အလုံးဖြစ်ဆို plan B လာမယ်လို့ထင်ကြဟုတ်ပြီဒီကြတဲ့ဆင့်ဘလို့အကွက်တွေထုတ်သုံးမှလဲဘလို့တွေ့ကိုလုံမှလဲဆိုတော့ဘာတုံရမျောလင်းခဲ့ကြဒါမှထင်တယ်လို့ဖြစ်လာပဲနဲ့ဟုတ်ပြီ145ရာခိုင်နှုန်းကနည်းနည်းလေးတော့များနေတဲ့သဘောမကြောက်အောင်အဲ့တော့နည်းနည်းလေးရှော့မယ်ဒါမှတုံရတော့မဟုတ်ဘူးအဲ့တော့ဘာဖြစ်လာလဲဆိုတော့အဲ့ဒါဆိုလို့ရှင်တော့ ီနှစ်ဖက်ကနေပြီးအမေရိကန်ဘက်ကစပြီးတော့လှုပ်တယ်ဆိုတာဖြစ်သွားပြီအဲ့မှာတရုတ်ကဘာပြန်ပြောလဲဆိုတော့တည်သွားပြီအော်ဟုတ်ပြီဒေါ်နယ်ထရမ့်ကနည်းနည်းလေးခုနရုရှားယူကရိန်းစစ်ပွဲလို့ပြောပါတော့နည်းနည်းလေးလုံးနေပါလားပေါ့နော်တရုတ်ဘက်ကကျတော့တောက်ခံတာနိုင်တယ်အထိနာတာတရုတ်ကအထိနာတာပေါ့တော်တော်လေးအထိနာတာဒါမဲ့တရုတ်ကမရအောင်တောက်ခံတာမယ်နောက်ကရှီဂျင်းပင်ဆိုတာပါလဲဆိုတော့သူ့နိုင်ငံမှာဟုတ်ပြီငါတို့တောက်ခံမယ်ဆိုလို့ရှိရင်ဂျန်နစ်တွေကမလှုပ်ရဲပေါ့တောက်ခံမယ်ဟာဟိုလိုလှုပ်ပါဒီလိုလှုပ်ပါလားအမေရိကန်နဲ့မတူဘူးမပြောရဲဘူးပြန်ပြီးတော့ဖိထားပြီးသားပဲ အဲ့တော့သူလို့ချင်တာသူ့ရဲ့ဆိုမဲ့ဆက်ကိုဆက်ပြီးလုပ်လို့ရတာဟုတ်ပြီငါတို့တရုတ်ကအမေရိကန်ခံပြီးတော့ချမယ်ဆိုအကုန်လုံးကငင်ငင်လေးနေရတာပါအမေရိကန်ဘက်ကနေပြီးတော့ရှော့မယ်ဆိုအမတရုတ်ကနေပြီးတော့ဟုတ်ပြီမင်းတို့ကအဲ့လိုမျိုးရှော့တယ်ဆိုပေမဲ့လည်းငါတို့ဘက်ကတော့ညှိနှိုင်းစရာမရှိဘူးအထီးကတော့မတရားတဲ့တော့တဘာဝမကြတဲ့ဒီလိုမျိုးစီမီစီကန်နေမင်းတို့ဘက်ကဖိနှိပ်မှုတွေကိုအရင်ဆုံးဖယ်လာပြီးတဲ့ခါကျမှငါတို့စကားပြောမယ်ဆိုတရုတ်ဘက်ကအဲ့လိုပြန်ပြီးတော့ပြောလာတာပေါ့နော်အဲ့တော့ကဘာနေပြီးတော့အမေရိကန်လုံမယ်ဆိုပြီးပထမတစ်ဆင့်လုပ်ရတယ်ပြီးလည်းပြီးတော့ဘာမှမပြန်ရှော့သွားပါလား အသားလေးအဖျားရှူသွားပါလားဆိုပြီးမြင်လာကြပါဘောနော်ဒါပေမဲ့နောက်ကဘယ်လိုတွေဖြစ်လာမလဲဆိုတော့ဒါတပိုင်းဘောနော်ဟုတ်ပြီအဲ့ဒီမှာဒါကုံသွေးစစ်ပွဲဘောနော်တကယ်တကယ်ကုံသွေးစစ်ပွဲဆိုလို့ချင်းအခွန်တစ်ခုနဲ့တိုက်ခိုက်တာမလုံတော့ပါဘောအဲ့တော့ပါစနာလဆိုတခြားတွေပါတွဲပြီးတိုက်ရတာပါတခြားလက်နက်တွေပါထုတ်ပြီးတိုက်ရတာပါစဖြစ်လာတာတော့ကျွန်တော်ဟိုအရင်ဒိုနယ်ထရမ့်လက်ထက်မှာဖြစ်တယ်နောက်ဂျိုးဘိုင်ဒန်လက်ထက်မှာလည်းအဲ့ဒါဆက်ပြီးတော့ဖြစ်တယ်ဖြစ်တဲ့ချိန်မှာဂျိုးဘိုင်ဒန်ဆိုတော့ကျတော့ဘာလုပ်လဲဆိုတော့သူကချိန်ပြီးတော့လုပ်ပါတာဟုတ်ပြီဒီဘန်းလေးတွေဘောနော်အကုန်လုံးချုံပြီးတော့လုပ်တာမဟုတ်ဘူးနော်ဟုတ်ပြီ မင်းတို့ကိုစီမီကွန်နက်တာတွေပေးမသွင်းဘူးဆိုတာမျိုးလုပ်ပါတယ်အဲ့ဒါမျိုးပေါ့နော်တခါဒေါ်နယ်ထရမ့်အရင်တော့လက်ထပ်မှာလို့တော့ပြောပါလဲဆိုတော့ကုံတွေစစ်ဖြစ်တယ်ဆိုပေမဲ့အခွန်တွေတိုးကောက်တယ်ဆိုပေမဲ့နောက်တစ်ခုကနီးပညာနဲ့ပတ်သက်လို့ကဝါဝေတွေပါတော့တော်တော်များကြားဘူးလိုက်ကြမှာပါဝါဝေနဲ့ပတ်သက်လို့ပြေးပြေးနာနေလို့တယ်နောက်ကကျွန်တော်ဒီသူ့ရဲ့ဒါ CFO လို့ခေါ်မလားအဲသူ့ရဲ့အရေးကြီးတဲ့ထိပ်ပန်းအရာရှိတယောက်ကိုလည်းသူကဖမ်းထားတယ်ပါလေအစားလို့လားကနေဒါမှာပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒီမတိုင်ခင်မှာလည်း ZD တွေပေါ်လို့ရှိသေးတယ်အဲ့တော့တေယောနီးပညာကုမ္ပဏီတွေပါထိုးနှက်တာအဲ့ဒါတေယောကထိတော့ပါတော်တော်လေး ဥမာတရုတ်ဘက်ကလည်းဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ငါတို့ဘက်ကလည်းပြန်လုံးမယ်ဆိုပြီးတော့တဖြည်းဖြည်းစဉ်းစားပြီးတော့လုပ်ပါတော့ကျွန်တော်အထူးသဖြင့်အမေရိကန်လေယာဉ်အတွက်ပစ္စည်းတွေပေါ့နော်အမေရိကန်ဆိုတာကျွန်တော်တချို့ပြည်နယ်တွေဆိုလို့ရှိရင်ဆက်ပြူးအဓိကထားတဲ့ပြည်နယ်တွေအများကြီးရှိပါတယ်အဲ့အဲ့လေသမားတွေရဲ့မဲရလည်းအဓိကဒိုနယ်ထရမ့်ကိုတွားတော့ပါအဲ့လေသမားတွေစီးပွားရေးအခြေအနေမကောင်းတော့ဘူးသူတို့ရဲ့ထုတ်ကုန်တွေမရောင်းရတော့ဘူးဆိုလို့ရှိရင်ဒိုနယ်ထရမ့်မှာနိုင်ငံရေးကကျွန်တော်နည်းနည်းလှုပ်သွမ်းနိုင်တာပါအဲ့ဒါတွေကိုလည်းတရုတ်ကကောင်းကောင်းမြင်နေတာပါအဲ့ဘာလို့လဲဆိုတော့အစောပိုင်းကာလမှာအရင်ကဆိုလို့ရှိရင်တရုတ်ကနေပြီးတော့ဒီအမေရိကန်ပဲတွေပါတယ်ဝယ်တော့ဘောနော်အဓိကတော့စီးပေါ့နော် ဲ့တယောက်ကတယောက်ဆဆစီတားသုံးတော့အဲ့တော့ဒီကနေပြီးတော့စီထုတ်တယ်ပြီးလို့လို့လို့ရှင်ပြန်ဒီထွက်လာတဲ့မြေဘက်ဘက်လိုဟာမျိုးပေါ့နော်အဲ့စီထုတ်ပြီးတော့ကျန်တဲ့တန်လာတဲ့အဖက်တွေကိုဝက်ဒီပါတွေကျွေးတာပေါ့နော်တယောက်ကအဲ့ဒါမျိုးလို့တော့အဲ့ဒီဆာအမေရိကန်မော်ဝယ်တော့ပဲနဲ့ဘရာဇီးကနေပြောင်းဝဲတာပါလှုပ်လာတာတဖြည်းဖြည်းအဲ့ဒါကလည်းချက်ချင်းအမေရိကန်နဲ့ပြန်အဆင်ပြေမယ်ဆိုလို့ရှိရင်အလွယ်တကူပြောင်းတော့မှာပေါ့ပဲနဲ့ဘရာဇီးရောပေါ့ဆိုတော့လည်းတော်တော်လေးကိုကျွန်တော်အင်အားကြီးလာတာပါလေဆိုတော့နေရလေအကျယ်ကြီးပဲ အဲ့လိုမျိုးစိုက်ပျိုးလုပ်ငန်းမှာနောက်တစ်ခါမွေးမြူလုပ်ငန်းမှာဒါဟောဖြစ်ဖြစ်ထွန်းနေတာပေါ့နော်လက်ရှိချိန်မှာအဲ့တော့တခြားနိုင်ငံတွေကိုပို့တာဖြစ်လာတာအဲ့တော့အမေရိကန်တို့ဈေးကွက်ကနည်းနည်းအခက်အခဲဖြစ်လာတဲ့အပိုင်းတွေလည်းရှိလာတာအဲ့ဒီမှာနောက်တစ်ခုကရှီကျင်းပင်သုံးနာပါလို့ဆိုတော့ဒီတစ်ခေါက်မဟုတ်ယူကုံသွေးလက်နက်နဲ့ဆိုတော့မနိုင်ပါဘူးအမေရိကန်ကိုရှင်းလို့မရအဲ့တော့ဘာသုံးလဲဆိုတော့မီရှာသက်တူပေါ့နော်မီရှာသက်တူကတော်တော်များဒါလုံးဝရန်တော့ပြိပိတ်တာမဟုတ်ဆိုမဲ့ဒါကဘာပေါ်မှာလက်ရှိချိန်မှာမီရှာသက်တူကမရှိမဖြစ်အရေးပါတဲ့ပစ္စည်းဆိုတာတယောက်ကသိနေတယ်အဲ့တော့သူကကင်တာ တနက်နိုင်ငံတွေမှာရောထိုးလို့မရအောင်လားဆိုတော့မရှိတာတော့မဟုတ်ရှိတော့ရှိတယ်ဒါမှတရုတ်လောက်မများဘူးဗောနော်သူပြင်ဒီမွန်ဂိုနဲ့တရုတ်နေစမ်းမှာဗောနော်အဲ့နေရာတွေမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့တရုတ်အာသာချက်တော့ပြောမလားဗောနော်ကျွန်တော်ကောင်းတော့မကောင်းဆိုမယ်တဘောပုံချင်းတွေပါလာမပြောနဲ့လူခွင့်တွေပါလာမပြောနဲ့အဲ့လိုမျိုးစံချင်းစံနှုန်းတွေပါလာမပြောနဲ့ အဓိက DPC ထုတ်မယ်ဆိုရင်တရုတ်ကထုတ်လို့ရပါတယ်တရုတ်ပဲလုပ်လို့ရပါဘောနော်အကျန်တဲ့နေရာတွေမှာဆိုလို့ချင်းဥရောပတို့အမေရိကန်တို့ဆိုလို့ချင်းဟာဒါသဘောပေါက်ချင်းထိခိုက်တယ်တော့နောက်တခါဒီအရာကမလုံသိဘူးဆိုတော့အမြင်နဲ့အယူဆရရှာတရုတ်ကအဲ့ဒါဂိမ်းမဆိုင်ဘူးအဲ့ဒါကြောင့်မို့လက်ရှိချိန်နဲ့တရုတ်ကအများကြီးထုတ်လို့ရတာဘောနော်ကပောက်လည်းအဓိကဖြန့်ချင်နေတာပဲဘောနော်အဲဒုတိယလက်နက်ဘောနော်တရုတ်ရဲ့လက်နက်နောက်တစ်ခုကကျတော့ဟုတ်ပြီဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ရှီကြည့်မယ်ပါစနာလဲဆိုတော့ အမေရိကန်တမတ်ဒိုနယ်ထရမ့်ကနေပြီးအမျိုးမျိုးသတင်းတွေကြီးညာဗောနဟိုလိုလုံးမယ်ဒီလိုလုံးမယ်တော့ရာခိုင်တို့မယ်ဒါပေမဲ့တေဟုတ်ဘက်ကဗောနတေဟုတ်တမတ်ရှီဂျင်းမေဘက်ကဘာမှထွေထွေအနဲ့ပတ်သက်လို့ထူးထူးခြားခြားဗောနတုတ်ပြန်တာမလုပ်ဘောဘာလို့လဲဆိုတော့အဲ့ဒီတုန်းကဗောနအမေရိကန်နေပြီးတော့145ရာခိုင်တို့တိုးမယ်တွေပါတယ်အခွန်ဘယ်လိုကောက်မယ်လို့ပြောတဲ့အချိန်မှာတေဟုတ်သတင်းစာမှာဗောနထူးထူးမြတ်ဒီကွန်မြူနတီပါတီထွေထွေသတင်းစာမှာဘာပါလာလဲဆိုတော့သူကစာမှာအရှိဆုံးစာမျက်နှာဗောနအဓိကသူတို့ဖတ်စီခြင်းနဲ့သူတို့ကြည့်စီခြင်းနဲ့စာဗောနအဲ့စာမျက်နှာမှာ စာစာဖိုက်၃ဘန်းနဲ့ဝင်တော့တဲ့ချက်ပါဖြစ်တယ်နှစ်ချက်ပါဖြစ်တယ်၃ချက်ပါဖြစ်တယ်ဆိုအဲ့လိုမျိုးကြီးတာပါပုံမှန်စာနဲ့ပဲကြီးတာအဲ့ဒီပုံမှန်ပေါပါလဲဆိုတော့အနီရောင်စာလုံးနဲ့ကြီးတာရှီဂျင်းပင်ရဲ့ဒါစာအုပ်ပေါ့နော်စပိန်ဘာသာနဲ့ထွက်ပြီးဆိုပြီးတော့ကြီးတာအဲ့ဒါအောင်ပို့ပြီးဦးစားပေးနံပါတ်၁မှာထားတာအဲ့တော့အမေရိကန်နဲ့အခွန်ဖြစ်တယ်စစ်ပွဲဖြစ်တယ်ဆိုတော့တေဘက်ကအဲ့လောက်ကြီးဂယုမဆိုင်ဆိုတဲ့ပုံစံမျိုးပေါ့နော်အထင်မနာမှာပေါ့နော်အထင်နာဒါမှမဟုတ်တေဘက်ကဟန်မပြတ်နေတာပေါ့နော်နောက်ဘာဆက်လုပ်လဲဆိုတော့သူကအရှိတောင်အာရှခီးစင်ထွက်လိုက်ပါတာဘီအန်အန်တို့နောက်တခါ ကျွန်တော်ကမ္ဘောဒီးယားတော့ပါတော့ဗောနော်တခြားနိုင်ငံတွေလည်းတွားအောင်နော်အဲ့တော့ရှစ်တော့အရှာမှာလည်းတူသူ့ဈေးကိုပို့ပြီးတော့ခံအောင်ဆိုပြီးတော့သူကသူကိုယ်တိုင်တွားပြီးတော့စကလုံးနဲ့မဟုတ်ဘူးနော်တည်တည်ချာမင်းတို့လုံးမယ်ဆိုစာချုပ်စာတမ်းတွေချုပ်ပါတော့အရင်တော့အတိတ်ပြီးတော့အဆင်မပြေတဲ့နိုင်ငံတွေကအစားဗောနော်အဆင်ပြေအောင်ဆိုပြီးတော့တရုတ်ဘက်ကပြန်ပြီးတော့ညှိပါတာ အဲ့လိုမျိုးလုပ်တော့ဘောနော်ငကိုတွေကနေပြီးတော့အင်ဒိုနီးရှားဘောဆိုလို့ရှိရင်အရင်တော့ဆိုရင်အမေရိကန်နဲ့အဆင်ပြေတယ်ဒါပေမဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ဒီဂါဇာမှာဘောနော်တကယ်တမ်းဒါအစ္စလမ်ဘာသာဝင်တွေအများကြီးထိနေတယ်အင်ဒိုနီးရှားဆိုလည်းအစ္စလမ်ဘာသာဝင်တွေပဲဘောနော်အဲ့တော့ဒီ estate ရဲ့ဘုံကျဲတာနောက်ကွယ်မှာအမေရိကန်ရှိနေတယ်အဲ့တော့နည်းနည်းလေးအမေရိကန်နဲ့နည်းနည်းလေးခွာချင်းလာတာအဲ့လိုပိုင်းလေးတွေရှိအောင်နော်ဒီတကယ်တကယ်ကျန်တာတော့ဒီဖိလစ်ပိုင်တို့ဘော်ဒါတော့လက်ရှိချိန်မှာအမေရိကန်ဘက်ကအမေရိကန်နဲ့အဆင်ပြေဆက်ဆံရေးဘောနော်တရုတ်နဲ့တိတ်အဆင်မပြေဘူးဒါပေမဲ့ကျန်တဲ့နိုင်ငံတွေကတော့တရုတ်နဲ့တော်တော်လေးကို နည်းနည်းရှင်းရှင်းပတ်သက်မှုတွေရှိနေတာပေါ့ထိုင်းဆိုလည်းအလိုပေါ့နော်ထိုင်းကတော့တော်တော်ဝင်တော်တော်ဆိုတာဒီတရုတ်ဘက်ကောအမေရိကန်ဘက်ကောနှစ်ဖက်လုံးခွာပြီးတော့သူကတော့ဒါထိန်းထားနိုင်တဲ့အခြေအနေပေါ့နော်အဲ့ဒီမှာကဲရဆိုလို့ရှိရင်ဒေါ်နယ်ထရမ့်ရဲ့စီးပွားမူဝါဒဘာလဲဆိုတော့တကယ်တကယ်ကတော့တော်တော်များများသိရှင်းရှင်းလင်းလင်းအများကြီးတော့မသိကြဘူးပေါ့နော်ဟောသူ့ရဲ့စကားပြောခွင့်ရတဲ့သူတွေနောက်သူ့ရဲ့အကြံပေးတွေကတော့ပြဿနာမရှိဘူးတချို့တကယ်အမေရိကန်မှာရှိတဲ့စီးပွားပညာရှင်တွေနောက်တော့စီးပွားလုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်ဘာဖြစ်ရှင်လဲဆိုတော့ဒေါ်နယ်ထရမ့်ကိုပြောခြင်းတယ်ဒါတော့မှားနေတယ် ဒါတော့ဒီလိုမလုပ်သင့်ဘူးဒီလိုလုပ်လိုက်ရမယ်အဲ့လိုပြောချင်တယ်ဆိုမှဒါရိုက်ပြောခွင့်မရှိတဲ့သူတွေအများကြီးပါပဲဘာလို့ဆိုတော့အဲ့လိုပြောရင်လည်းမကြိုက်ပါဘူးအဲ့တော့ဘာလို့လဲဆိုတော့သူတို့တွေကလည်းလဲပါတာကျွန်တော်အမေရိကန်မှာ Donald Trump ကြည့်တဲ့သတင်း channel ရှိပါတာ Fox News ဆိုတော့ပေါ့နော်အဲ့ဒီမှာကျွန်တော်တချို့ interview ခံတာတွေပါရှိတယ် Donald Trump ကအဲ့ဒါပုံမှန်ကြည့်ရလို့ပြောပါအဲ့ဒီသတင်းကသူတို့ကရအောင်ဘာလို့လဲဆိုတော့ Donald Trump ကိုပြောချင်တဲ့စကားတွေအကုန်လုံးဒီခုန Fox News ကိုတွားပြီးတော့ interview ပေါ့နော်သူတို့ interview ပါဆိုတန်းစီနေတာပါလုပ်ငန်းရှင်တွေတကယ်တထေးတွေပါပေါ့နော်ပြီးလို့လို့ရှိရင်သူတို့ပြောချင်တဲ့ဟာ အမေရိကန်မှာဒီလိုဖြစ်နေတာဒါဒီလိုလွတ်လပ်နေတော့ကောင်းမယ်ငါတို့ကဒီလိုနေရာထဲမှာအထိနာနေပြီဈေးကဒီလိုမတည်မငြိမ်ဖြစ်နေအဲ့စကလုံးတွေကိုဒေါ်နယ်ထရမ်နားရဲရအောင်ဆိုလို့လို့ရှင်အဲ့လိုမျိုးထဲတာပါဒေါ်နယ်ထရမ်ကလည်းတကယ်တကယ်ကျွန်သူ့ရဲ့ပုံမှန်ရဆိုလို့ရှင်အကောင်းဆုံးကသတင်းအချက်အလက်ရနေတာကျွန်တော် CIA ရရတာပါသတင်းအချက်အလက်တွေကမနှက်ဆိုလို့လို့ရှင် briefing လုပ်ပါတယ် CIA ရနေပြီဟုတ်ပြီဒီလိုဖြစ်နေတဲ့ကမ္ဘာမှာအဲ့တော့ဒီချက်လက်တွေလေးဆိုလို့ရှင်ဒီနိုင်ငံကဒီလိုဒေါ်နယ်ထရမ်ကစနစ်တမန်နဲ့မတူတာ CIA ကိုတိတ်မယုံပါဘူးတော်တော်သူယုံကြည်မှုရှိတယ်တော်တော်သူသတင်းကြည့်တယ် ပြီးသူတွေဘယ်လိုပြောနေလဲကြည့်ပြီးတော့တော့သူဆုံးဖြတ်တာပါအဲ့တော့နောက်တော့အပြင်တော့ Donald Trump နားထဲရောက်မယ်ဆိုလို့ရှိရင်အပြောင်းလဲဖြစ်ဖြစ်စီခြင်းလဲဆိုလို့ရှိရင်ခုနလိုပေါ့နော် TV season မှာပေါအောင်စ조사ကြတာပေါ့အဲ့လက်ရှိဖြစ်ပြနေတဲ့အခြေအနေပဲပေါ့နော်အဲ့ဒါတော့ဒါပေမဲ့ဒီအခွန်နဲ့ပတ်သက်လို့တော့ပေါ့နော်ဒီကုံသွေကုံပေါ့နော်သူတို့နိုင်ငံသူနဲ့အခွန်နဲ့ပတ်သက်လို့တော့သူကလုံးဝအဲ့နဲ့ပတ်သက်လို့မှားတယ်ဆိုတဲ့အယူဆတော့သူမှမရှိပါဘူးစစ်ပြီးတော့ပုံစံတစ်မျိုးနဲ့နော်ပြောင်းလဲပြီးတော့ပေါ့နော်အခွန်ကောက်ခံမယ်ဆိုတဲ့ပုံစံမျိုးလက်ရှိချိန်မှာနိုင်ငံတော်များလည်းညှိနေကြတာပေါ့နော်ညှိနေဆိုတော့ ကျွန်တော်ထူးထူးခြားခြားတော့ဂျပန်ဘက်ကညှိတယ်နောက်ဆုံးဥရောပဆိုလို့ရှိရင်မယ်လိုနီပေါ့နော်တော်တော်သွားပြီးတော့ညှိတယ်ဥရောပနဲ့အီတလီနဲ့တော်တော်လေးအဆင်ပြေတဲ့ပုံစံပါပဲဘောဆိုအထက်ကအီတလီရဲ့ခေါင်းဆောင်ကလည်းသူ့နိုင်ငံမှာလည်းသူကထိန်းချုပ်ထားနိုင်တယ်နောက်ဒေါ်နယ်ထရမ့်လည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်အဲ့တော့ဒီသူတို့အင်ဗီရိုမှာလည်းတဲ့သတင်းစာရှင်းလင်းပွဲကိုကြည့်လိုက်ရအောင်နော်ပထမအစောပိုင်းကတော့သူကခိုးဘက်ကနေပြီးတော့ဒါမယ်လိုနီဘက်ကနေပြီးအီတလီကနေပြီးအီတလီကနေပြီးတော့အင်္ဂလိပ်ဘာသာစကားပြန်ပြီးတာပေါ့နော်ဟိုဒေါ်နယ်ထရမ့်ကိုဘာသာပြန်ရှိပါတယ်အမှ တော့နားထောင်နေနေမေလိုနီကနေမကြိုက်ဘူးနော်အမှုမှုခဏလေးအဲ့ဒါအီတလီရဲ့ဖွဲ့စည်းပုံမှာပါတဲ့ဒါဥပဒေနဲ့နည်းနည်းဆက်ဆက်နေရတော့ကြောင့်ဟိုအထင်လွဲသွားစရာဖြစ်သွားမယ်အဲ့တော့နေမပြောနဲ့ဆိုပြီးတော့စကေပြောင်းကိုခဏပိတ်ပြီးတော့သူကိုယ်တိုင်ဒေါ်နယ်ထရန့်တိုက်ပြောတာပေါ့အဲ့ခါကျမကြည့်လဲအော်ဒီအီတလီရဲ့မေလိုနီဆိုအင်္ဂလိပ်လိုလဲကောင်းကောင်းပြောတတ်တာပါလားဘောနော်တခြားဘာသာစကားလဲတားလိုက်ပါသေးတယ်ငယ်ငယ်တုန်းကလည်းသူကနည်းနည်းလေးသူလဲဒါတိတ်ပြီးတော့ချမ်းသာနေပြီဆိုစဉ်းသက်လာရင်မဟုတ်တဲ့အတွက်ကြောင့်ဘောနော်တော်လို့စူးစမ်းခဲ့တာပေါ့ဘာသာစကားနဲ့ပတ်သက်လို့ဘောနော်ဒေါ်နယ်ထရန့်တိုက်ပြောတယ်အဲ့တော့ ကြားထဲမှာနောက်ွယ်မှာဘယ်လောက်ထိညှိလိုက်တယ်ဆိုလည်းမသိအောင်တော့ညသူတို့ထမင်းစားပွဲလုပ်တော့ဘူးနော်အဲ့အချိန်မှာကျတော့မီဒီယာတွေရဲ့နောက်ကင်မရာတွေပိတ်ပြီးတော့ဒါဓာတ်ရဲ့ပြောကြတာပေါ့နော်အဲ့တော့ဘလို့ညှိလိုက်တယ်ဘယ်လောက်ကြာခံလို့ဖြစ်သွားဆိုအီတလီကမသိဒါပေမဲ့အီတလီကတော့အဆင်ပြေမဲ့ပုံစံပဲပေါ့နော်နောက်တင်းမှုကြိုက်ကမှာဆို G7 အစည်းအဝေးရှောင်းနော်ပြင်သစ်တို့နော်ဂျပန်တို့လာမှာပဲပေါ့နော်ဒါပေမဲ့အဲ့နိုင်ငံတွေကလက်ရှိချိန်မှာအမေရိကန်နဲ့ဂျာမန်ပေါ့နော်အတိအကျဘာမှကျတတ်မှတ်ထားတာပေါ့နော်သဘောတူညီမှုတွေမရှိသေးပါဘူးညှိနေတော့ပေါ့နော်မင်းမှာပဲနော်ဂျပန်အီရှိဘာမင်းဘလို့လဲပေါ့နော်ပြင်သစ်ကဘာမက်ခရိုမင်းဘလို့လဲပေါ့နော် အမေလူနေတော့ပြဿနာမရှိဘူးမင်းကတော့ဆိုအဲ့လိုလာမှာပါအဲ့တော့ဆက်ပြီးတော့ဗောနော်ဒီတော့လက်ရှိချိန်မှာရ60ရက်တက်နေရဆိုပေမဲ့ဘာဖြစ်မလဲဆိုတော့နောက်တခါဘလူးပြောင်းလဲဖြစ်မလဲဆိုတော့မသိသေးဘူးတော့တခြားနိုင်ငံတွေလည်းအများကြီးရှိသေးတာဗောနော်နော်ကဘာနဲ့ကိုချီပြီးတော့ညှိကြမှာပေါ့ဗောနော်အဲ့တော့အကျိုးမဲ့ရနိုင်တဲ့အပိုင်းတွေလည်းအများကြီးရှိသေးတယ်ဒါပေမဲ့အပြောင်းလဲအပြင်ဘာလဲဆိုတော့နည်းနည်းလေးကဘာရဲ့အခြေအနေအရဗောနော်ပထဝီနိုင်ငံရဲ့လှုပ်ကောင်မှုတော့တော်တော်လေးကိုလက်ရှိချိန်မှာဖြစ်မှာပဲဗောနော်အဲ့တော့အရင်တော့မတွေ့ရတဲ့ဟာတွေအစားဥရောပနိုင်ငံတွေအစားအပြောင်းလဲတွေအများကြီးလောလာပြီခုနကမှ ရုရှားယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ဟာဒီပုံစံနဲ့ဆိုလို့ရှိရင်တော့အင်အားကြီးတဲ့သူကအနိုင်ယူတော့မယ်ဆိုလို့ရှိရင်တော့မလွယ်တော့ဆိုပြီးတော့ရုရှားနဲ့ဆက်ဆက်နေနိုင်ငံတွေပေါ့နော်ဒါပြင်ဘော်တစ်သုံးနိုင်ငံတို့နော်ကဖင်လန်တို့ပေါ့ဖင်လန်ဆိုရင်နေနေမိတ်ကအရှေ့ကြီးပေါ့နော်အဲ့ဒီမှာဟိုပြီးငါတို့တွေကမြေမြို့မိုင်းကိုမြေမြို့မိုင်းချမလို့ပြတော့မနော်အရင်တော့သူကမြေမြို့မိုင်းမသုံးပါဘူးဆိုတော့သဘောတူစာချုပ်မှာလက်မှတ်ထိုးတာပေါ့အမေရိကန်တို့ရုရှားတို့မထိုးတာပေါ့နော်ဒါပေမဲ့သူတို့ရဲ့လက်ရှိချိန်မှာအိစာချုပ်ကနေပြီးတော့နှုတ်ထွက်တယ်ဆိုတာဖြစ်လာတာဘာဖြစ်ပဲလဲဆိုတော့ ဒီမြေမြောင်းကိုတုံးမယ်ငါတို့မြေမြောင်းမြှုပ်တော့မယ်ဆိုတဲ့ပုံစံမျိုးပေါ့ရုရှားနဲ့တို့ကနည်းနည်းမထိဆက်နေတဲ့ကြောင့်ရုရှားအနေနဲ့ရှိရတော့ကြောင့်ဒီအရာတွေကိုတုံးမယ်ဆိုတာမဟုတ်ပါဘူးဒါပေမဲ့တုံးနိုင်တဲ့အခြေအနေရှိတယ်လိုအပ်လာမယ်ဆိုလို့လို့ရှိရင်တော့ဒီအားလည်းထည့်သွင်းစဉ်းစားလို့ရတယ်ဆိုတဲ့အခြေအနေကိုဖန်တီးလိုက်တာပေါ့ဒါပထမတစ်ဆင့်အပြောင်းလဲပေါ့နော်နော်တကယ်တကယ်စစ်ပွဲဖြစ်လာပြီလို့ရှိရင်တို့ကမြေမြောင်းဘက်မတုံးဆိုလို့လို့ရှိရင်လည်းဟိုရုရှားဘက်ကဝင်လာမယ်ဆိုလို့ရှိရင်တို့တို့ဒါတိမ့်ပတ်ပြီးသားနေမိတွေပုံမှာမြေမြောင်းဘက်ချရဲပါလို့လောက်သွားတာပေါ့နော်ဖြစ်သွားနိုင်တာပေါ့နော်အဲဒါကြောင့်မို့ကျွန်တော် ဒီစာချုပ်ဆိုင်တွေဆိုတာရှိတယ်ဆိုပေမဲ့အရင်တုန်းကစာချုပ်ဆိုင်တွေတဖြည်းဖြည်းအပြောင်းလဲတဲ့ကောင်မှလက်ရှိချိန်မှာမြင်နေရပါတာကျွန်တော်အရင်တုန်းကဆိုလို့ချင်းစာချုပ်တစ်ခုရှိတယ်ဆိုရင်အဲ့စာချုပ်ကို လိုင်းနာမယ်လေးစားမယ်ဆိုတာပုံပေါ်မှာပဲကဘာမှာဒါသူ့ရဲ့စံနှုန်းပဲနောက်ဘက်မှာကျတော့စာချုပ်ကစာချုပ်ပဲလက်ရှိချိန်တွေမကိုက်တော့ငါတို့ဒီစာချုပ်ကိုမလိုက်နိုင်နိုင်ဘူးကွာဆိုပြီးတော့အင်အားကြီးတဲ့နိုင်ငံတွေရှက်နေလို့ပြောပါတာအဲ့တော့အရင်တုန်းကထားခဲ့တဲ့ပုံစံတွေကတဖြည်းဖြည်းပြောင်းလဲနေတဲ့အခြေအနေပေါ့နော်။နောက်ရှေ့ဆက်ပြီးတော့လည်းပြောင်းလဲလာမယ့်အခြေအနေမှရှိရပါဘောနော်။ ါတော့လက်ရှိအခြေအနေတက္ကပတ်တင်းနဲ့နှစ်ခုထုတ်ပြီးတော့ပြောပြတာပေါ့နော်နောက်ပိုင်းမှာလည်းဒီသတင်းကြည့်ပြီးတဲ့အချိန်မှာပဲကြည့်နေတဲ့အချိန်မှာပဲအပြောင်းလဲတွေအများကြီးဖြစ်နေမယ်လို့ယူဆပါတယ်ခင်ဗျအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ကြည့်လို့ရမယ်လို့ထင်ပါတယ်ခင်ဗျဘီလိုလဲဆုံးနေကြည့်ပြီးအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ပိုင်းပြန်ဆုံးနေကြတော့ပါ Thank you.